ျွန်တော်ပြီးကြတဲ့ဘက်က၄ break ကျွန်တော်၅ break နဲ့၄ break ဖမ်းတာဗောနော်ထွက်တော့၅ထိတ်နဲ့၄ break ၅ထိတ်တည်းလည်းအမျိုးမျိုးပါပဲကျွန်တော်ကားကိုပို့ကြိုက်တာဗောနော်အိုင်လိုင်းလေးကအဆက်လေးပေါ့အဆက်လေးဆိုတော့တစ် break မြန်ပေးမလားပေါ့အဲတစ် break လေးကိုကျွန်တော်ကလည်းအဲ၄ break အောင်ရင်တော့တက်မယ်ဆိုပြီးပြီးကြတဲ့ဘက်နဲ့ကြည်ထားတဲ့ line ဆိုတော့ဒါတစ် break တက်ပြီလားဗောနော်ဒီကကျွန်တော်ဒီကနေစတာဗောနော်ဒါ9နောက် break 3နောက် break ဟုတ်ပြီနော်9နောက် break 3နောက် break လေးထိပ်စီအဲ6ထိပ်စီပေါ့နော်အဲအဲ့လိုမျိုးသွားတာပေါ့နော်အဲသူ့အောင်မှာပရိလေးပေါ့ဗျာအဲတာပရမရကပေါ့နော်လေးထိပ်ကြောင့်လေးပရိပေါ့ပြီးကြတဲ့ဘက်ကပြပြီးသားဆိုတော့ထပ်မပြတော့ဒီမှာ9တော့ပိတ်3တော့ပိတ်ပေါ့နော်လေးထိပ်စီ6ထိပ်စီပေါ့နော်ဒီမှာ၄ထိပ်ကြောင့်ပရိလေးပေါ့နော် ဒီမှာ9နောက်ပိတ်ပေါ့3နောက်ပိတ်4ထိပ်စီ6ထိပ်စီပေါ့နော်ဒီမှာ4ပိတ်ပဲနော်အဲ့လိုမရခင်ကသူကဒီ4ပိတ်ရဲ့ပုံမှာဒါ9ပိတ်ပေါ့ဗျာဒီမှာ10ပိတ်ပေါ့ဒီမှာ9ပိတ်ပေါ့အဲအဲ့လိုမျိုးလေးတည်ထားတာပေါ့နော်ပြီးတဲ့ line လေးဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူ့ရဲ့အောက်မှာအဲ dip break ပဲဒီ6ထိပ်ရဲ့ power dip break ကို လှမ်းပို့မလားဗောနော်ဒီ6ထိပ်ကိုဒီမှာ tip rate 6ပါနဲ့ tip rate ပို့မလားဒီမှာ6ထိပ်ကြောင့်6ပါနဲ့ tip rate နှစ်ပစ်ကြောင့်မပို့မလားဗောနော်ဒီမှာ6ထိပ်ကြောင့်နှစ်နှစ်ကြောင့်မဒီ tip rate ကဆက်ပို့မလားဗောနော်အဲဆက်ပို့မှဆိုရင်ပေါ့မှာဗောဆက်မပို့ရင်တော့လွဲမှာဗောထောက်ခံနေရင်တော့နောက်ကျွန်တော်ကြံတဲ့အခြား line break line တွေတက်ခဲ့ဦးမှာဗောနော်ဒါကတော့ပြီးခဲ့တဲ့ line ကလည်းကျွန်တော်ကနဦးအစောကြီးပြတာပဲเนาะအဲပြတဲ့အတိုင်းလည်း break လေးတော့မှန်တယ်အဲ့မှာလည်းကျွန်တော်ပြပါတယ်เนาะဒီ၃လုံးခွန်ဖြစ်ရင် အဲဒီ၃လုံးခွန်ဖြစ်ရင်ဒီ၃လုံးခွန်တော့လို့၁၀ကွက်ထိုးတဲ့သူကပေါက်နိုင်တယ်နော်ဒီ၃လုံးခွန်လို့ဒီ၃လုံးခွန်တာဒီမှာလဲကျွန်တော်ကဒီမှာဒီ၃လုံးကခွန်မယ်လीကျွန်တော်ပြခဲ့တာ၅ဘိတ်နဲ့ break ခွန်ပေါ့လေ၅ဘိတ်နဲ့ break လေးပေါ့ဒီ၃လုံးကလည်းခွန်ပေါ့အဲ့မှာခွန်ခွန်မယ်ဒီမှာじゃသူကခွန်မလဲပဲနဲ့သူက၅ထည့်သွားတာဗျဒီမှာဒီ၃လုံး၅ကိုဒီ၃လုံးကလည်း၅ပဲဗျအဲ့မှာ၅၆၃လို့ထွက်သွားတာ site ကတော့ပြီးတယ်ကိုက အကွာအများကြီးမထိုးကျင်တော့ပြင်းတာဗောနော်အမှန်တော့ပြင်းတာအကွာအများကြီးမထိုးကျင်တော့96ဆိုအချားတိုင်းနေလည်းရှိသေးတယ်96ဆိုအဲထားပါတော့ပြီးသွားပြီဆိုတော့နော်ဒီမှာတစ်ပရိတ်ဗောဗျာအတစ်ပရိတ်ကို6တလုံးပါနေတယ်တဏီပြောရင်ဒီမှာ6တလုံးပါနေဒီမှာ6တလုံးပါနေတစ်ပရိတ်ရိုက်မှာကဗောနော်အဲ့လိုရရင်ကျွန်တော်ထိတ်စည်းကိုကြတော့ဒီလမ်းကနေတော့ကျွန်တော်မယူထားဘူးဒါပေမဲ့ဒီလမ်းကနေဆိုရင်ကျွန်တော်ဒါလေးတစ်ခုတော့ကြိုက်တယ်ဗျဒီမှာဒီ3လုံး ငါဒီဆုံးလုံး၃ည၈ရက်၂ရက်၅ရက်ငါပေါ့နော်၆ရက်၃ည၄ရက်၃လုံးပေါင်းချင်းဒီ၃ည၅နဲ့၃ည ਨੇ တလန်းလေးပေါ့နော်ဒီမှာလဲ၉ရက်၃ည၆ရက်ငါ၈ရက်၇ရက်ငါရက၃ည၅ပေါ့နော်အဲကြဥပမာဒီနေရာမှာကျွန်တော်တို့ငါဖြစ်အောင်ဆို၄ခါပေါ့ဗျာ၄ခါပေါ့နော် အဲ့ဒါကိုဒီသုံးလုံး30ဖြစ်မယ်ဆိုရင်တော့၃ည၄ခွန်ပေါ့အဲဒါမျိုးလေးပေါ့နော်ကျွန်တော်၃ည၄ထိပ်ပြကျင်တော့မလို့အဲ့လိုလေးတော့ရှိတယ်ဒါ၃ည၄ထိပ်ဒီဘွဲမှာပြအောင်စကူးထားလို့မလို့ဒီဘောင်ဘရိတ်ပြပဲအဓိကကြည်ရွှန်းတော့မယ်နော်ဘရိတ်ပြပဲဆိုတော့ကျွန်တော်အခြားတစ်ရွက်ယူရလိုက်အောင်မယ်ဒီတဲ့ကျရှုပ်သွားလိုက်မယ်ဒီကောင်လေးတက်ပရိတ်ပေးနိုင်တယ်เนาะတက်ပရိတ်ကိုကွက်ကိုညံကွက်ပြီးထည့်ရင်ထည့်ကြည့်ပေါ့เนาะအဲအဲ့လိုလေး ီကောင်လေးကကျွန်တော်တို့ဒီနန်းလေးမှာဗျဒီရောက်ကပေါ့နော်ဒီရောက်က6ကြိမ်မှာဒီမှာထိတ်စီးကိုလွယ်လွယ်လေးပေးနေတယ်ဗျအဲ့ဒါလေးကပေါ့လို့မရဘူးနော်ဒီတောင်းလုံးခွန်ဒီတောင်းလုံးရှစ်အဲဒီတောင်းလုံးက9အဒီတောင်းလုံး30ဆို3ညထိတ်ဗျဟုတ်ပြီနော်အဲ့၃ညထိပ်အဲ့၃ညကိုဒီနေ့မှာအနီးကလိုက်မှာပဲပေါ့နော်၃ညထိပ်ကိုသူကနေသွားလိုက်မယ်ဆိုရင်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 ူကနေရေမနော်1 2 3 4 5 6နှစ်မြောက်ပေါ့ဗျ6နှစ်မြောက်သူကနေအောက်1 2 3 4ချိန်မှာ3ညထိတ်ပဲအဲ့3ညထိတ်ကလည်းသူ့အပေါ်ပေါ့နော်အဲ့တော့ညာထိတ်ကလည်းသူ့ရဲ့အပေါ်တပင်းနှစ်ပင်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ကျော်မှာတုံညာခါလို့ခံထားရမယ် အဲ့၃ညာ၃ညာ၃လွဲ့လွဲ့မှာဒါကလပ်ဆက်ကလနာနဲ့ဆိုရင်လောက်အောင်ပြလို့ရအောင်နော်အပေါ်မှာခါရောင်၃လုံး၃ဖြစ်လို့၃ညာ၃၃လွဲ့တာအဲဒါမျိုးလေးပေါ့ဒီမှာလဲ၃ညာထိပ်သူကနေပြီးတော့၁၂၃၄ပရမဘလောက်ပါလိမ့်1 2 3 4 5 6ရက်မြောက်ပေါ့เนาะ1 2 3 4 5 6ရက်မြောက်ဒီကနေအောက်1 2 3 4ချိန်မှာ၃ညထိတ်စီပဲအဲ၃ညထိတ်စီပဲအဲ၃ညထိတ်စီရထပ်ပေါ့เนาะ1 2 3 4 5 6 6 9ကြိမ်မြောက်ပေါ့နော်6ကြိမ်ကျော်9မိနစ်မှောက်မှာလဲ3ညခါပဲအဲမှာ3ညလေးအတွဲလိုက်ပေါ့နော်အဲအဲ့လိုလေးသူ3ညထိတ်ကအဲ့နေ့ထဲမှာအဲ့ကြမှာစကြတာဒီ2000နဲ့ကျွန်တော်တို့15ခုနှစ်ထဲမှာ3ညထိတ်ကအဲ့မှာမှာစကြတာဒီမှာလဲကျွန်တော်တို့2020မှာ3ညထိတ်ကအဲ့မှာစကြတာအခုလဲ3ညထိတ်က2025မှာစကြမလားပေါ့ကြာမယ်ဆိုရင်တော့သူ့အပေါ်မှာကျွန်တော်2 3ညကိုတင်လိုက်မယ်ညနှစ်ဘိတ်ကကနန်းပေါ့နော်စက္ကလနာနဲ့ဆိုအဆင်ပြေတယ်ဆိုအဲ့ဒါကိုပြော ဒီ၃ညထိရိုက်မယ်ဆိုသူကနေ1 2 3 4 5 6ကျင်ကျော်မှာလား၃ညခါ၃ညနှစ်တွေပဲနှစ်ပိတ်မှာနှစ်၃ညနှစ်တွေပေါ့နော်အဲ့လိုမျိုးထုတ်တာအဲ့မှာ၃ညထိနေကျွန်တော်တို့ကပရိတ်1ပေါ့ဗျအဲအဓိက၃ညတိတ်နေပရိတ်1အဲ့ဒါကိုပြကျင်တာအဲ့ရအောင်မှာကျွန်တော်တို့က၄ဘက်စီးနေပေါ့နော်အဲ site အတင်လေးမိတ်ဆက်ပေးလို့အဲ6 3 5ကိုအွှေ့တိုက်လည်းပြပေးမယ်ပြန်နော် နှစ်ပိတ်မှာပေါ့ဗျာကျွန်တော်တို့နှစ်ပိတ်မှာ969ဆိုတာ6 plate လို့ခေါ်တယ်ပေါ့နော်အဲတခြားဆရာတော့ပြထားတာတော့ကျွန်တော်တို့မမြင်ဘူးပေါ့နော်အပြထားတယ်ဆိုရင်လည်းကျွန်တော် credit ပေးပါလိမ့်မယ်နော်969ပေါ့ဗျာအဲနှစ်ပိတ်မှာ plate 6သူ့ရဲ့တစ်နှစ်ကျော်မှာ10 plate လို့ထွက်တယ်3956ဒီ10 plate ပေါ့နော်အဲ့လိုမျိုးထွက်ထားတာ3 4ကတ်တော့ရှိတယ်ဗျာဒီမှာနှစ်ပိတ်မှာ plate 6 သူ့ရဲ့တစ်နှစ်ကျော်မှာတစ်ပရိတ်ပေါ့နော်24ချိန်မှာပဲနော်အခြားထောက်ကတော့ကျွန်တော်မပြတော့ဘူးဒီမှာလဲကျွန်တော်နှစ်ပိတ်မှာပရိတ်6သူ့ရဲ့တစ်နှစ်ကျော်မှာတစ်ပရိတ်ပဲဟုတ်ပြီနော်ဒီမှာလဲကျွန်တော်တို့ကနှစ်ပိတ်မှာပရိတ်6ပဲသူ့ရဲ့တစ်နှစ်ကျော်မှာတစ်ပရိတ်ပဲ၄ကတ်တော့ရှိတယ်ပေါ့နော်၄ကတ်စီအဲ၄ကတ်စီမှာသူကဘာထူးခြားလဲဆိုတော့ ဒီနှစ်ပိတ်မှာဗရိတ်6ရိုက်လို့သူ့ရဲ့တစ်နှစ်ကျော်မှာတစ်ပရိတ်ရိုက်ပြီးတော့ဒီ6ပရိတ်ဒီသူ့ရဲ့နောက်တစ်နှစ်မှာတစ်ကြိမ်ပဲထွက်ထားတာတော့ရှိတယ်ဗျာဒါမိမိကြိုင်းနေတဲ့လို့ကြိုင်ရင်တော့သုံးပါတော့ချောပရိတ်ကြီးတကြိမ်ပဲထွက်တာပေါ့အဲ့ဒါတော့အတိအကျတော့မပြောလို့ဘောနော်အဲကြိုက်တဲ့ခါမှာထည့်ထိုးပေါ့ဒီမှာတစ်ပရိတ်၃ညပါတစ်ပရိတ်ထွက်တယ်ဗျာနောက်တစ်ခုကကျွန်တော်တို့အဲ့မှာချောပရိတ်တကြိမ်ပဲထွက်တယ်နောက်ထပ်ချောပရိတ်တော့ကျွန်တော်ရှာတာတော့မမြင်ဘူးလို့ပဲယူဆတာပေါ့နော်မမြင်မမြင်တော့မမြင်ဘူးပေါ့ဗျာ ဒီမှာလည်းကျွန်တော်တို့အဲ့လိုပဲ6 break 10 break 24ချိန်မှာ10 break 6 break 6 break 10 break ပေါ့နော်6 break 10 break 10 break 6 break မဟုတ်ဘူးနော်ပြောမှမှာဆိုလို့24ချိန်မှာ6 break ရိုက်တယ်သူ့ဘာဝ10 break ရိုက်တယ်သူ့ရဲ့နောက်တစ်နှစ်မှာ break 6ဒီတစ်ချိန်ပဲကြာတာပေါ့နော်အဲ့ဒီမှာ3ညပါတဲ့10 break ထွက်တယ်ဗျကျွန်တော်ကပတ်သက်ကနေပြီးတော့ညမှာ3ညပါ10 break ပေါ့နော်အရင်ကနေအကျိုးပြထားတာပဲအဲ့6 break ကကြာဘယ်မှာကြာလဲဆိုတော့ဒီမှာ965မှာတစ်ချိန်ပဲကြာတယ်ဗျဟုတ်ပြီနော် ဟုတ်ပြီဒါဆိုဒီမှာကျွန်တော်သုံးကတ်မြောက်နှစ်ပိတ်မှာ6ပြိတ်သူ့ရဲ့တစ်နှစ်ကျော်မှာတစ်ပြိတ်ပါဝါပြိတ်ရိုက်တယ်ရိုက်တာနဲ့ဒီ6ပြိတ်ဒီသူ့ရဲ့နောက်တစ်နှစ်မှာတစ်ချိန်ပဲကြာတယ်လို့ပဲကျွန်တော်ဒီမှာသုံးရပါတစ်ပြိတ်ကတော့ဒီမှာကြာတယ်နော်6ပြိတ်ဒီမှာတစ်ချိန်466ကြာတော့ဗောညာအဲအဲ့လိုမျိုးလေးပေါ့အခုဒီနေ့ထဲမှာတော့ကျွန်တော်တို့က6ပြိတ်တစ်ပြိတ်တော့ရိုက်သွားပြီဗောနော်သူ့ရဲ့နောက်တစ်နှစ်မှာသုံးရပါတစ်ပြိတ်တကွာထွက်เสียရှိတယ်ဗောနော်အိုင်ဒီယာမှာနောက်ပြီး6ပြိတ်ဒီလဲသူ့စိုက်အမှန်တိုင်းဆိုရင် တစ်ချိန်မဲ့ကြာမှာလားပေါ့အဲအဲ့ဒါတော့ကျွန်တော်လည်းအပိုင်မပြောနိုင်ဘူးပေါ့နော်6 break တစ်ချိန်နဲ့ကြာတယ်ဆိုတော့ကိုခါလည်းတစ်ချိန်မဲ့သုံးကြည့်ပေါ့တခါလည်းပြာဖေးတာပါ6 break အဲ့နေ့ထဲမှာတစ်ချိန်ကြာတယ်ဆိုအဲ့ကိုခါလည်းတစ်ချိန်မဲ့ကြာတာနော်အဲ့နေ့ထဲမှာကိုခါပေါ့နော်ကြိုက်မှလည်းသုံးနော်ငွေနဲ့လည်းပဲကျွန်တော်အပိုင်မသိဘူးအဲ့မှာကိုခါလည်းအဲ့တစ်ချိန်မဲ့ကြာတာတိုက်ဆိုင်တာလားပေါ့ဒါ site အရာလောက်ထားတာလားတော့ကျွန်တော်လည်းမပြောချင်ဘူးဒီမှာ6 break 7 break အဲ့သူကနောက်လင်းမှာဒါကျွန်တော်တို့6 break တစ်ချိန်ပဲကြာတယ်အဲ့နှစ်ထဲမှာကိုးခါးတည်လေဒီတစ်ချိန်ပဲကြာတယ်သူ့အပေါ်မှာတော့မရှိဘူးပေါ့နော်အဲ့ကိုးခါးကကြာကြာလမ်းနေရှိတော့ကိုးခါးတစ်ချိန်ကတော့မဖြစ်နိုင်ဘူးလို့ယူဆတာပဲနော်ဒါပေမဲ့သူ့ရဲ့ site ပေါ်ရတော့ပြပေးတာပေါ့ဒီမှာလဲ6 break 7 break အဲ့6 break ဒီတစ်ချိန်ပဲကြာတယ်ဗျာကြာပြီတာနဲ့အဲ့နှစ်ထဲမှာကျွန်တော်တို့ကိုးခါးဒီဒီချိန်ပဲကြာတယ်ဗျအပူလို့မရှိဘူးအဲ့လိုအဲ့လို အဲဒါကြောင့်ကျွန်တော်တို့သုံးကြပါတစ်ပရိညာထွက်ခဲ့မယ်ဆိုရင်ဒီပွဲမှာနည်းနည်းလေးကြိုက်ညာတယ်ဗောနောအခြားပြလို့ရတဲ့ line တွေပြပေးမှာဗောရမပြမရတဲ့အားတော့မပြဘူးဗောဒီမှာ6ပရိတစ်ပရိဗောဗျာရိုက်ပြီးရိုက်တယ်နဲ့သူ့ရဲ့နောက်တဲ့မှာသုံးကြပါတစ်ပရိလို့ထွက်တဲ့ချိန်မှာတဲ့သူကဒီထိတ်စီးသုံးလုံးကို9လို့ဖြစ်တယ်ဗျာသုံးကြရပါဗော9ဗောနောအဲ့လိုနဲ့တစ်ပွဲထွက်တယ်ဗျာ 384ဒီ5ပေါ့နော်၃ညပါတစ်ပရိတ်ပေါ့ဗျာထိတ်စီရတာနဲ့နောက်နှလုံးလဲထိုးရုံပဲ၃ညထိတ်ဖြစ်ရင်တော့အကွက်များတယ်နော်၃ညနှစ်ကိုအာကကျွန်တော်ဖမ်းထားတာရှိတယ်ဗျပြန်ကြထိုးရမှာမဟုတ်တကယ်လို့ကျွန်တော်ဖမ်းတဲ့ချိန်မှာထွက်ရင်နှစ်ခါတောင်ထွက်နိုင်တဲ့အနေထားမှာရှိတယ်နော်ဟိုကြိုက်မှလည်းထိုးပေါ့နော်ဟိုကျွန်တော်ရောက်တဲ့ချိန်ကျရင်တော့ပြပေးမယ် ိုးခါကတကြိမ်နဲ့လို့တော့သူစိုက်มาတော့ပါတာကိုပြောอ่ะเนาะကျွန်တော်အပိုင်လို့မပြောဘူးဒီမှာလဲကျွန်တော်6 break 10 break ပေါ့ဗျာအဲရိုက်ပြီးသူ့ရဲ့နောက်နေ့မှာကျွန်တော်တို့3ညပါ10 break ဒီမှာထွက်တယ်ဗျာအဲအရင်လဲကျွန်တော်3ညပါ10 break စိုက်အစီကြောရှိနေကျွန်တော်ပြထားခဲ့တယ်เนาะအဲ3ည5-3လုံးပြီး5ဖြစ်ပြီးတော့ဒါ10 break 3ညပါ10 break ထွက်တာပဲဗျာအဲဒီမှာလဲကျွန်တော်တို့က10 break 6 break ပေါ့ဗျာရိုက်တာနဲ့သူ့ရဲ့နောက်တစ်နေ့မှာကျွန်တော်တို့ တုံညပါတက်ပိတ်ထွက်တဲ့ချိန်မှာဒီသုံးလုံးကလည်းငါးဖြစ်တာပဲလေ။အဲငါးဖြစ်တာပဲနော်။အဲ့လိုဖြစ်တော့ကျွန်တော်တို့ဒီမှာကဒီ6ပြိတ်တက်ပိတ်တော့ရိုက်သွားပြီ။ဒီနေ့ထဲမှာတုံညပါတက်ပိတ်တော့မထွက်သေးဘူး။ထွက်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ကဒီသုံးလုံးငါးဆိုရင်တုံညထိတ်ပေါ့နော်။အဲတုံညထိတ်နေမြန်ဘရိတ်တက်ကဒီဘရိတ်တက်လည်းစုံကြလာမလားပေါ့။အဲ့လိုမျိုးလေးတွေးတဲ့အတွက်ဒါတုံညထိတ်နေဘရိတ်တက်ကိုကျွန်တော်အဓိကညှိနှွှန်းပြီးပြပေးတာပေါ့နော်။ အဲ၃ညာ၄ခွန်ကတော့ကြိုက်မှာထုံเนาะကျွန်တော်၃ညာ၄ခွန်ကတော့တိတ်တော့ငါ6အတွက်ကျွန်တော်6 5 8ဆိုပြ6 5 8ပေါ့เนาะ6 5 8ဒုတိယအော်ဒီထုတ်တယ်3 6ခွန်ဒုတိယအော်ဒီထုတ်တယ်ဗျာအဝိုင်းလေနေရတဲ့အချိန်ကုန်နေတယ်တဲ့ဟုတ်ကဲ့ပါလို့အဲ့လိုအဲ့လိုအဲ့ဒါဟိုမှာကျွန်တော်တို့ကဒီဒါဒီ ဥပမာပေါ့နော်ဒီဘွဲမှာဒါ၃ညထိတ်နဲ့ဗရိတ်တွေထွက်သွားရင်တော့ဆက်မထိုးနဲ့တော့ပေါ့အဲနားလုံးမှမဟုတ်ဘဲနဲ့အဲဒီမှာဆိုရင်9ထိတ်နဲ့ဒါ9 3ည6 9 60အဲ့လိုမျိုးလေးပေါ့နော်ဒီမှာဆိုရင်ခွန်း3ညလေးခွန်း40အဲဒါမျိုးလေးပေါ့အဲတပတ်တစ်ခါတပတ်တစ်ခါနှစ်ကွက်နှစ်ကွက်ထိုးကျင်ထိုးသွားပေါ့နော်ဟေးဟေးဟေးတင်းစင်လာမင်းဟုတ်ကဲ့ပါလို့3ည9နှစ်ကတော့3ည2ကိုလို့နည်းနည်းလေး3ည9အဲထိုးကြည့်ပါ3ည9နှစ်ပေါ့ရှိတယ်နော်အဲ့ဒါလေးကကျွန်တော် ဒီနန်းလေးမှာဖမ်းထားတာဗျဒီနန်း2ကြိမ်လောက်မှာဖမ်းထားတဲ့ဟာကလေးကကျွန်တော်နှစ်ခွန်းနဲ့ရခဲ့တော့ပုံစံမျိုးလေးပေါ့နော်ဒီ9နောက်ပိတ်3ညနောက်ပိတ်နှစ်နှစ်နောက်ပိတ်ပေါ့နော်အဲ့အခွေလေးကဒီနန်းပတ်ချလဲမှာကြာမှာကြာရင်ပြန်ကြပါထပ်ကြနိုင်တယ်အနေထားပေါ့နော်ဒါကမဆိုင်ဘူးနော်3ည9နှစ်မဟုတ်ဘူးဒီမှာတော့တပတ်အခါထိုးကြည့်ပေါ့နော်ဒီထိတ်သေးသုံးလုံးကဒါတူတူညီတာပေါ့ဗျာဒီမှာကျွန်တော်တို့နှစ်ပိတ်မှာ 6 break tip break ရိုက်တယ်။ရိုက်တာနဲ့သူ့ရဲ့နောက်တစ်မှာ3ညပါ tip break ထွက်ရင်ထိပ်စီ3လုံး5ပေါ့နော်။3ညရဲ့ပါပါထိပ်စီ3လုံး5နဲ့3ညပါ tip break တစ်ခွက်ထွက်နေတယ်ပေါ့။ဟုတ်ပြီနော်။ဒီမှာလဲကျွန်တော်တို့က6 break tip break သူ့ရဲ့နောက်တစ်မှာ3ညပါ tip break ထွက်တဲ့ချိန်မှာ5 3လုံးထိပ်စီ3လုံး5နဲ့ tip break ထွက်နေတာပဲ။ဒီမှာလဲကျွန်တော်တို့က6 break tip break သူ့ရဲ့ဒီဘက်နဲ့မှာဒါ tip break ဒီတစ်ချိန်ပဲလောက်တော့မသိဘူးနော်ထွက်တာမှာ။ အဲ့ဒီတော့မှလေးလေးဖွင့်နဲ့ငားဖြစ်ပြီးမှဒါတစ်ပိတ်ထွက်တာပဲနောက်ထပ်တစ်ပိတ်ထွက်မထွက်ဘူးမှတိုင်းနေတဲ့မှာတစ်ချိန်နဲ့ထွက်တဲ့နေထဲမှာအိုင်းနေထဲမှာဆိုတစ်ပိတ်ကဒီတစ်ချိန်ပဲကစားသွားတာအဲ့ဒါကိုသူကဟိုထိပ်သီးသုံးလုံးငားနဲ့ဟိုမဖြစ်မနေထည့်ရိုက်သွားတယ်ဆိုတော့ဒါလေးကပုတ်လို့မရဘူးပေါ့နော်ခွန်လေးလေးမွေးနေတယ်တဲ့မွေးထားပါလို့ဒီမှာလည်း6ပိတ်တစ်ပိတ်ပေါ့ဗျာအိုင်းမှာဒီနေထဲမှာဒါထိပ်သီးသုံးလုံးငားပေါ့ဥပမာဒီဘွဲမှာဆိုတော့၃ညထိတ်နေဖြစ်တဲ့အတွက်အကွက်20လောက်ဖြစ်သွားနိုင်တယ်ဟော အဲ၃ညထိတ်နဲ့နောက်ပေါင်းပြစ်ဆိုရင်၁၀ခွဖြစ်သွားမှာအဲအကုန်လုံးထိုးခိုင်းတာတော့မဟုတ်ဘူးပေါ့နော်အဲနောက်ဘက်တွေမှာဆိုတော့ဒီပွဲမှာ၃ညထိတ်နဲ့ဗလိတ်တအောင်သွားပြီဆိုတော့ဆက်မစော့နဲ့ပေါ့နော်တကယ်လို့မအောင်ငယ်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာ၉ရက်၁ရက်ရှိတဲ့တော့၅ထိတ်နဲ့၅60 5 36ကြိုက်ကြိုက်မကြိုက်ကြိုက်ထည့်ထိုးပေါ့အချက်မပေါ်ဘူးဆိုရင်အပိုင်လာတော့မဟုတ်ဘူးနော်ဒီမှာဆိုလည်းအိုက်မှာထပ်မထော်ဘူးနောက်တစ်ခါထပ်ထိုးပေါ့ဒီမှာ2ရက်6ရက်ရှိတဲ့ခွန်ထိတ်နဲ့ခွန်3ညာလေးခွန်40အဲဒါမျိုးလေးပေါ့နော်ဒီမှာဆိုရင်2ထိတ်နဲ့290 2 3ညာ အဲ့မှာတိုက်ဆိုင်နေတယ်နော်ကျွန်တော်ကနန်းနဲ့အဲ့မှာနည်းနည်းတိုက်ဆိုင်နေတယ်ဒီမှာသွင်းလဲ4 80 4 3 9 9အဲ့လိုမျိုးလေးဥပမာပေါ့နော်အစသဖြင့်အဲ့အဲ့လိုလေးထည့်ထိုးသွားကြည့်ပါလို့အကြံပြုတာပါနော်ဟိုအပိုင်တော့မဟုတ်ဘူးပေါ့ဗျာ3ည1 3ကကြာနိုင်လားလေ3ကကျွန်တော်ကတော့ဟိုຢာသီးကို900မှာပေါ့ရတဲ့အကြောင်းရင်းကလည်းရှိတယ်ဗျဟို3ညကဒီနေ့ထဲမှာကျွန်တော်ခံမှန်းကြီးက9လုံး6လုံး9လုံးပေါ့နော်အဲ့လောက်ပဲမှန်ထားတာဖြစ်တဲ့အတွက် ဟိုအဲ့ဒါမကြောင့်မပေါက်တာအဲ့မရာသီးတော့ကျွန်တော်တော့အာမပေးဘူးဗျာမထွက်ဘူးလို့တော့မဆိုလို့ဘူးအဲ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ကဒီမှာတော့ဒီ356ကိုအဓိကပြချင်တာဆိုတော့ဒီ line လေးကတော့ကျွန်တော်ဒီမှာပေါ့နော်24ချိန်မှာခါတူခါပေါ့ဗျာကျွန်တော်ဆရာကိုလွန်ရဆိုင်ပေါ့ခါနှလုံးပေါင်းနောက်ပိနှလုံးပေါင်းရင်ကိုပေါ့ဗျာအဲ့မှာနောက်ပေါင်း3ရိုက်တယ်ပေါ့ တွန်းနေ1 2 3ချိန်တက်သူ့အပေါ်မှာ6ဘရိတ်ဒီ6ဘရိတ်ပေါ့နော်အဲ့နှစ်ထဲမှာသူကဘူဘရိတ်3ချက်တန်းထားလိုက်ဗျဒီမှာဘူဘရိတ်ပေါ့နော်ဘူဘရိတ်ဘူဘရိတ်ဘူဘရိတ်ပေါ့နော်ဘူဘရိတ်3ချက်တန်းတယ်ဗျတန်းပြီးတော့ねသူ့ရဲ့တပင်ကြော်ကဒီက6ထိတ်နဲ့ထွက်ထားတဲ့ကနန်းပေါ့နော်6တုံညာတက်ကသူကနေပြီးတော့ကျွန်တော်တို့ ုနှစ်နှစ်ပေါ့နော်သူကနေကြည့်မယ်ဆို1နှစ်3 4 5 6ခုနှစ်နှစ်မြောက်မှာ light ထွက်နေတယ်ဗျဒီ6ထိတ်နဲ့ထွက်ထားတဲ့ကဏ္ဍပေါ့နော်ဒီဟောလဲဘာလို့ကြက်ကြက်လာတယ်မသိနော်အဲ့လိုလေးပေါ့နော်ဒီဘူပရိတ်3ချက်တန်းနဲ့တပင်းကြောမှာ6ထိတ်ခံတယ်အဲ့ခံတဲ့6ထိတ်ကဏ္ဍက1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ခုနှစ်နှစ်မြောက်မှာ light ထွက်နေတယ်ပေါ့နော်ဒါလိုရင်းပေါ့ဗျာခရင်ကတော့ကျွန်တော်အပြည့်ဆုံးတော့မဟုတ်ဘူးပေါ့ဒီမှာလဲတစ်ခါတီတစ်ခါပေါ့ နောက်ပိုင်းနှလုံးကိုပေါ့ဗျာနောက်ပိုင်းနှလုံးကိုပေါ့နော်နောက်ပိုင်းနှလုံးကိုနောက်ပေါင်းသုံးလို့ရတယ်သူကနေပြီးတော့တစ်နှစ်၊၂ချိန်၊၃ချိန်၊၄ချိန်၊၄ချိန်တဲ့အပေါ်မှာ29ချိန်နဲ့20ချိန်မှာ break to break ပေါ့နော်အဲ့ဒီထဲမှာ bull break 3ချက်တန်းပေါ့ဗျာဒီမှာခွန်ရှင်က26နဲ့45 1ပေါ့နော်သူ့ရဲ့တပင်ကျော်မှာ6ထိပ်ကြီးနဲ့ထွက်ထားတဲ့ကဏန်းပေါ့ဒီ690ဆိုတဲ့ကဏန်းက 1 2 3 4 5 6နှစ်မြောက်မှာလိုက်ထွက်ပါတော့။ဒီမှာထွက်လဲအော်နှစ်ပိတ်မှာဒီမှာလိုက်ထွက်တာပေါ့။အဲဒါမျိုးလေးရှိလို့ပေါ့နော်။9 6 3ကိုတွေ့ရတယ်တဲ့တွေ့ကဘာလို့မှလဲလို့ဒီမှာကျွန်တော်တစ်ခါတိတစ်ခါပေါ့နော်နှစ်ပိတ်မှာတစ်ခါတိတစ်ခါ ်နောက်ပိတ်နှလုံးပေါ့နော်နှစ်နှစ်သက်တိုင်နောက်ပိတ်နှလုံးကိုနောက်ပေါင်းသုံးလို့ရိုက်ပေါ့ဗျာသူကနေပြီးတော့1 2 3 4 4ချိန်တော့အတူအပေါ်မှာ16ချိန်နဲ့20ချိန်မှာ5ပြိတ်ဒီ5ပြိတ်ပေါ့ဗျာအဲ့နှစ်ထဲမှာသူကဘူကြီးပြိတ်အဲဘူပြိတ်3ချက်တန်းတယ်ပေါ့နော်ဘူပြိတ်3ချက်တန်းတန်းတဲ့အတွက်သူ့ရဲ့တပင်ကျော်မှာ6ထိပ်စီးနဲ့ထွက်ထားတဲ့650ဆိုတဲ့ကဏန်းက1 2မီးရောင်ကဘာဖြစ်လို့တော့တော့ အလင်းအမိန်မိန်သွားလို့ဒီ6ထိပ်စီးနဲ့ထွက်ထားတဲ့650က1 2 3 4 5 6ခုနှစ်လင်းမြောက်မှာလိုက်ထွက်ဆိုတော့အဒီဘွဲမှာထွက်နိုင်တယ်လို့ယူဆထားလို့ပေါ့နော်ယူဆထားဆိုတာကျွန်တော်စိုက်အသွားလာရပေါ့နော်ဒီဘွဲမှာတစ်ပလိတ်လိုများပေါ်လာခဲ့ရင်ဒီ356 365ပေါ့နော်အဲ့လိုလေးကျင်နေဆင်လို့အဲ line မတက်ပြီးတာပေါ့နော်300ထိပ်စီးကအခြား line နေရှိသေးတယ်အခြား line နေရှိသေးတယ်အခြား line ကကျွန်တော်တို့ဒီနားမှာဗျာပြနေကြ line လေးပါပဲ အဲနှစ်ဦးမှာ6ထိပ်ကြောင့်ခွာကိုပေါ့နော်300ခါ300တုံညာတွဲနဲ့တစ်နှစ်ကျော်မှာ300ပါဗျာကျွန်တော်တို့ဒီမှာအဲနှစ်ဦးမှာ6ထိပ်ပေါ့နော်6ထိပ်ကြောင့်300တုံညာတွဲနဲ့ပဲခွာကိုပေါ့နော်တစ်နှစ်ကျော်မှာ8ခါတိုင်းနဲ့ခွာ3ပေါ့အဲ့နှစ်ထဲမှာသူကဒီခွာ3နဲ့300ညာ3ခွာကနန်းဒီပြန်တော့တကွာထွက်တယ်လို့မနစ်ကကျွန်တော်300 63မှာမရခင်နဲ့ကျွန်တော်ပြောခဲ့တာပေါ့နော်ဒီမှာ300 63ပေါ့ဗျာ တုံညာသုံးกว่าတကွပြန်တော့ထွက်တယ်အိုက်ကနန်းကဘယ်မှာထွက်လဲပေါ့ဒီမှာထွက်တယ်ပေါ့နော်အဲ့လိုထွက်တာ ਨੇ သူ့အောက်မှာသူကနောက်ပိတ်သုံးလုံးကိုထောင်လိုက်တာဗျာ362ပေါ့နော်အိုက်ကနန်းဒီသူ့ရဲ့နောက်တင်းမှာလိုက်ထွက်ပေါ့ထွက်ပြီးတာ ਨੇ သူ့အောက်မှာတုံညာထိတ်စီပြီဒီကောင်ရှေးပေါင်းကိုနဲ့ထွက်တာဟုတ်ပြီနော်ရှေးပေါင်းကိုနဲ့တုံညာထိတ်စီကိုရိုက်တယ်ဒါမှမဟုတ်တုံညာထိတ်စီကိုပြတာနော်ကိုအเจ้าမဲ့တော့မဟုတ်ဘူး တချို့ ਆ တွေကပြလို့ရတယ်တချို့ ਆ တွေကပြလို့မရဘူးအဲ့လိုတွေပဲကွာရေးတော့ဘောနော်ဒီမှာကျွန်တော်တို့နှစ်ကြိမ်မြောက်သုံးညထိပ်စီပေါ့နော်ခွာ30ပေါ့ကိုးထိပ်ပြီးသုံးညထိပ်သုံးသုံးညတော့ရပဲတနည်းကြော်မှလည်း3 90ထွက်တာပေါ့နော်သုံးညသုံးခွာခွန်ခါပေါ့ဗျအဲ့ဒီထဲမှာသုံးညသုံးခွာပြန်တော့ကဒီကနေ့ကပြန်တော့ထောက်တာဗျအဲ့ဒီထဲမှာဒီမှာပေါ့နော်အဲ့လိုထွက်တော့ဒီသူ့အောင်မှာ၈နှစ်နှစ်လို့နောက်ပိတ်သုံးလုံးထောင်လိုက်တယ်ဒီ၈နှစ်နှစ်ကသူ့ရဲ့နောက်တစ်နှစ်မှာရှေးပေါင်း၃၀နှစ်ပဲ တော့ထွက်တာဗျထွက်ပြီးတော့သူ့အောင်မှာတုံညာထိတ်ကြည့်ပဲအဲ့မညောကစားရတာပေါ့နော်တုံညာထိတ်ကိုဒီတမူရဲနဲ့ဆိုတော့တမူရဲနဲ့ဆိုတော့ကျွန်တော်တို့ထိတ်ကြည့်ရချုပ်လို့မရဘူးလေဒီမှာလဲကျွန်တော်တို့ကတစ်ထိတ်ပေါ့ဗျအဲတုံညာခါးပိုင်းစီပဲခွတ်တစ်ပေါ့နော်တုံးတုံညာတွေပဲတနည်းကြောင်မှလဲသူက6ခါးပေါ့ခွန်6ရှိခွန်6ပေါ့နော်ခွာ3ပဲအဲ့နေ့ထဲမှာ3 3ခွာပြန်တော့ကလည်းအိုက်ကနန်းပဲပြန်တော့ထွက်တာပဲထွက်တော့လဲသူကဒီအောက်မှာလဲ9 6 3ကထောင်းတာပဲ ိုက်ထောင်းတဲ့ကလန်းကဒီမှာလာထွက်တာပဲရှေးပေါင်းတင်နေအဲ့ထွက်တဲ့အတွက်သူ့အောင်မှာတုံညာထိတ်စီပေါ့နော်ဒါကြပေါက်ဖို့ဖြစ်သွားမှာဆိုလို့ကျွန်တော်မပြောတာနော်ဟောလဲတော့အာဒီဖုန်းကလည်းဟုတ်ပါဘူးကွာအလင်းရောမိမ့်မိန်သွားတာကြအဲ့ကြပေါက်ဖို့ဖြစ်မှာဆိုလို့ပြလို့မရတာတွေလည်းပြဟော့ကုန်မှာပေါ့လို့အခုတိုင်းတော့မှကျွန်တော်အော်ပြီးဆိုဟော့ဟော့သွားလို့ဒီဘက်ကလေးပရိတ်တွေကျွန်တော်စောကြီးပြပြပြီးတော့ နောက်ပိုင်းတော်တော်များများလိုက်ပြလိုက်ပြတော့ကျွန်တော်လည်းအမြင်ကတည်းက၄ပြိတ်မရွေးတော့၆ပြိတ်၉ပြိတ်ကျွေးယူပြလိုက်တာကျွန်တော်ခွဲတဲ့ဆိုတွတ်တော့မရဘူး၆ပြိတ်နဲ့၉ပြိတ်နဲ့အဓိကယူထုတ်လိုက်တယ်အဲ၄၅၆ထိတ်ကိုကျွန်တော်၄နဲ့၆နဲ့အဓိကဂင်ထိုးရတယ်ငါးထိတ်ကိုတော့မပြတော့ဘူးကိုမအဲ့လိုအခုလည်း၃ညထိတ်တစ်လုံးပြပေးတယ်နော်၃ညထိတ်နဲ့နောက်ပေါင်းတက်ပေါ့ဆယ်ခွက်ထိုးခြင်းနဲ့သူရှိရင်ထိုးပေါ့အဲ့ဒါကိုကျွန်တော်တော့ကြာပောက်ဖို့ဖြစ်မှာဆိုလို့ ုံညာ956ကို2620ထွက်တယ်ဟုတ်ကဲ့ပါလို့ပါတို့ပေါ့ဝင်ပြီးတာပါပဲเนาะဒီလိုက်မှာလဲကျွန်တော်ကနေဥပြတာပဲလေ3ညာခွန်နှက်ခတ်ပေါ့เนาะအဲ့မှာနောက်ပေါင်းလေးပေါ့ဗျာအဲ့နှစ်ထဲမှာ तू ကခွန်နောက်ဘူးကို तू ကထိုက်စီးသုံးလုံးခွန်တဲ့တစ်ခုပေါ့ဗျာအဲ့ဒါကိုနောက်ခွန်နောက်ဘူးကိုဒီကောင်းပေါင်းချင်းခွန်တဲ့တစ်ခုပေါ့အဲ့လိုကောင်းပေါင်းချင်းခွန်အောက်ကြမှာသူ့အောင်မှာ6 5သုံးထိုးမယ်ဆိုပြီးတော့ဖမ်းထားတဲ့လား အခုကခွန်တော်ဘူးမကြဘဲနဲ့6-5သုံးပတ်လည်ကြီးလာကြတော့မပေါ့ဘူးဗောကနားပြေးလို့မလုပ်ဘူးဒါပေမဲ့ကိုကကိုရဲ့အယူဆကညံတိန်တာဗောနော်ဒီမှာလဲ3-9ထိပ်ကြီးဗောဗျာအဲကျွန်တော်ကနားဦးပဲပြတာဗောနော်ဒီမှာနောက်ပေါင်းလေးဗောသူ့ရဲ့နောက်တင်မှာခွန်တော်ဘူးဒီမှာပူးတယ်ဗျာဒီဇောင်းပေါင်းချင်းခွန်နဲ့ပူးရင်သူ့အောင်မှာဒါ3-6-5ပတ်လည်လိုက်ထွက်တာကနန်းဒီကနန်းဗောနော်အဲပြီးတော့ဒီခွန်တော်ဘူးကိုဒီမှာထိပ်ကြီးသုံးလုံးခွန်နဲ့ ခွန်တော်ဘူးတခုကစားတာထိုက်စီ၃လုံးခွန်နဲ့ခွန်တော်ဘူးကစားထားတဲ့ဒီဆောင်ပြတ်ပေါင်းရင်းခွန်နဲ့ခွန်တော်ဘူးမှာကစားရတဲ့အတွက်၃၆၅ကိုလွှတ်ထားလိုက်တာလွှတ်ထားလိုက်တော့ထွက်လာတော့ကုံရော့ပေါ့ငါးဘိန်းနဲ့ဗရိတ်လေးလေးပြောခဲ့ရနော်အဲ့လိုအဲ့လိုကနားတကွက်ထုတ်တဲ့နေရာမှာမလွယ်ဘူးနော်စိုက်ပေါင်းတုံနဲ့ကျွန်တော်လည်းရှာပြီးတော့ ဟိုညံမိတလောက်ပေါ့နော်လိုက်ထုတ်တာပေါ့ငါကြောက်တော့တော့じゃအဲ့လိုမျိုးပြရင်ပေါက်ဖို့လေးဖြစ်ကုန်မှာဆိုတော့မရလိုက်တဲ့သူတွေလည်းဟိုဖြစ်ကုန်မှာဆိုကျွန်တော်လည်းမပေါ့ဘူးလာတယ်နော်သူကလေးနဲ့သူဒီကောင်လေးလည်းကြည့်လိုက်ဒီကျွန်တော်ပြတာဒီ၃ည၃ခွခွာတာနဲ့ဒီအောက်ကကနန္တာအခုမှကြည့်ထားမှာအရင်နဲ့ကြည့်ထားတဲ့ line ဒီ၃လုံးကျွန်တော်တို့တစ်ဖြစ်တာနဲ့သူ့ရဲ့နောက်တဲ့မှာရှေးပေါင်း၉နဲ့ဒါ၃ညထိပ်စီသူ့အောင်မှာ၃ညထိပ်စီဒီကနန်းကလည်းထွက်အောင်နော်ဒီမှာလည်းကျွန်တော်တို့ကြည့်လိုက်လေ390ဒီ၈နှစ်နှစ်ဒီ အရွှေ့တိုင်းမှာမရှိရဒီနောက်ဘေးတောင်သုံးလုံးနှစ်ပေါ့ဗျာအရှင်းနှစ်နှစ်ကိုရှီပေါင်း30နဲ့ထွက်ပြီးတုံညာထိပ်ကတားတာပေါ့ဒီမှာလည်းကြည့်လိုက်ကျွန်တော်တို့ဒီမှာတုံညာ3กว่าအိုက်ကနန်ပြန်တော့ထွက်တာပဲထွက်တာနဲ့ဒီ653ထောင်နဲ့ကနန်းကအခုနောက်တင်မှာရှီပေါင်းတင်နဲ့လိုက်ထွက်ဆိုတော့ဒါ653နဲ့963ပဲရှိရလေဗျာအဲ့3ဘေးကလည်းတိတ်မကြိုက်တော့အလိုအလိုခုလည်းအတုံညာ653တော့じゃမပြမရင်ထွက်သွားရင်မရကြမှာဆိုလို့အဲ့ဒါတုံညာ653လာပြတာပေါ့နော် အဲ့ကြ3ညာ4ခွန်ကျွန်တော်တိတ်မကြိုက်ဘူးအဲ့ဒါပြောပြောနော်3ညာ6ငါးကိုဒီပွဲလို့ဆိုရင်ကြိုက်တယ်ပေါ့ဗျာအဲ့အဲ့ဒါလေးလာပြတာနောက်မှနီးမှကျွန်တော်တက်ခဲ့မယ်ဒီ3ညာထိတ်ကလန်းကဒီလောက်နေမပြီးဘူးဒီကလန်းကအဲ့မှာဗရိတ်5ဗရိတ်4ဗရိတ်5အဲ့ဗရိတ်3ဗရိတ်3ဗရိတ်4ဗရိတ်5ဗရိတ်5တကွအဲ့မှာပြပေးမယ်အကြရင်နော်3ညာထိတ်နဲ့ဗရိတ်5ပေါ့ဗျာအဲ့အဲ့လိုလေးနောက်ပြီးမှလာတက်ခဲ့မယ်လို့နီးမှပေါ့